ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့အာမာယရှာမှာပါပူပူဆက်ဆက်လေးနဲ့ရှန်ရှန်တောက်စင်မဲ့ရခိုင်မို့ဒီအာဘူရှာဘူချက်နီလို့လာပြီးမျှဝေပေးပါမယ်ဖြစ်ပါတယ်ကျွန်တော်တို့အာဘူရှာဘူချက်ဖို့ဆိုရင်ပါတယ်တော့အက်လဲဆိုရင်ကျွန်တော်တို့ငရောသီးချင်းအတင်းတင်းငရောကောင်းရင်ပြီးတော့ပတေကောတကောင်းလောက်ပေါ့နော် ပြီးတော့ပစုံကိုကပစုံကြိုက်လို့ပစုံနဲ့ချက်လို့ရပါတယ်ကိုတောင်းမဟုတ်ကိုကြိုက်နေတဲ့တန်ကောက်ကိုထိချက်လို့ရအောင်ကျွန်တော်ကတော့ပစုံကိုသုံးတော့ပါတယ်ရေစုံကျွန်တော်တို့ပစုံနဲ့ရောအခုံလေးတွေခွာထားပေးလိုက်ပါမယ်ရေလေးဆေးပြီးတော့စပါးကေမြမဲ့စုံအိမ်ပြန်ချင်းစိုးစနီးကြောလေး တွေ့နောက်ထပ်ရေတစ်ချိန်လေးဆေးပြီးပြီဆိုတော့ကျွန်တော်ပဇွန်ရဲ့အဲ့ဒီကျိုးရိုးမှာပဇွန်ရဲ့အကျိုးမှာရှိတဲ့သူရဲ့အချီးလို့ပြောရမှာဗျာဘယ်လိုပြောရမလဲအဲ့ဒီအကျိုးလေးကိုကျွန်တော်တို့အမင်းအောင်ကျိုးလေးကိုခွေးပြီးတော့နှောက်ပေးထားလိုက်တယ်ပေါ့နော်တေးတေးချာချာလေးတက်တက်စီစီလေးပြောင်းတော့ကျွန်တော်ပြောင်းပြီးတော့တခြားတက်စီကိုပြန်ဆေးလိုက်တယ် ပစုံနေဆေးပြီးွားလို့ရှိရင် ကျွန်တော်တို့ငရောက်သီးစင်းလေးတွေကိုကြောက်ပေးထားလိုက်ပါမယ်ငရောက်သီးစင်းကိုဘာလို့ကြောက်ရလဲဆိုရင်ကျွန်တော်တို့ဘိုက်မှာအောင်ဘိုက်မှာနောင်အတွက်ကျွန်တော်ကြောက်ပေးထားလိုက်တာပဲဖြစ်ပါတယ်ငရောက်သီးပြောင်းလို့တော့မှကျွန်တော်တို့ဒီမှာကျက်သွန်းစင်တင်းလာတဲ့ကျက်သွန်းဖြူရဲ့ငရောက်ကောင်းရောနင်းနင်းညောင်းအောင်အတွက်ထောင်းပေးထားလိုက်ပါတော့ တချို့ကတော့စက်တုံပြူအခွန်လေးခွာသွားကြတော့ကျွန်တော်ကတော့အခွန်မခွာပါဘူး။သူကအခွန်ကထွက်တဲ့အနံပို့ပြီးတော့ခွေးရောကျွန်တော်ခံစားရတယ်။အဲ့ဒါကျွန်တော်အခွန်မခွာပဲကျွန်တော်အခွန်ဝါတကားလေးထည့်ထောင်လိုက်တယ်ကျွန်တော်နေနေတန့်စင်အောင်ဆေးပြီးတော့ဒီညမှာကွာဒီစက်တုံပြူတွေရောကောင်းတယ်ထောင်းတဲ့ခါမှာဗတဲဘုတ်ပါတကားလေးရိုးပြီးတော့ထည့်ထောင်လိုက်လေရတယ်ဗျာဘာမှမပြောသလားကျွန်တော်ကတော့ဘယ်လိုပြောမလဲတက်တက်စီခွေးထောင်းတယ်ဆိုတော့သူ့ကိုနည်းနည်းလေးကျင်ညံ့အောင်ထောင်းမယ်သူ့ရဲ့အနံ့နဲ့ပို့ပြီးထောင်းအောင်ပေါ့ဗျာအားကြောင့်မလို့ကျွန်တော်တက်တက်စီခွေးပြီးတော့ထောင်းလိုက်တယ်အဲ့ဒီသဘောမျိုးပဲရှိတာ ဟိုကြက်တော်ပြူလေးကြတော့တိုက်ပြီးမညက်တညက်ထောင်းရင်ဘယ်လိုပြောမလဲကျွန်တော်တို့ယူအမစမ်းနေကြတယ်နော်အဲ့လိုမျိုးပဲပေါ့နော်သူကြက်တော်ပြူကိုဖတ်လေပါတွေ့ရတော့ကဲအခုပတေကုန်းလေးတွေထောင်းပြီးပြီဆိုတော့ဖင်ပူစင်မဲ့မောင်အာဘူးတီးလေးရဲ့လှဲကိုရောက်လာပါပြီမောင်အာဘူးတီးလေးကလည်းကျွန်တော်တို့နည်းနည်းကြည်ကျင်ညံ့ညံ့လေးထောင်းပေးထားလိုက်တယ်ပေါ့နော် တို့လည်းနေနေအဆက်တထအောင်လည်းကြည်ကြည်ငင်းငင်းလေးထောင်းပေးထားလိုက်မယ်ခုတော့ကျွန်တော်လိုချင်တဲ့အငရောက်သီးလေးကျွန်တော်လိုချင်တဲ့အနေထောက်ရပြီဆိုတော့ကျွန်တော်ခုနငရောက်ကောင်းတဲ့ကြက်သွင်ဖြူတဲ့ထဲထားတဲ့ပကံတိမအတူတူပြန်ဆင်ထားလိုက်ပါတယ်သူတို့ယူပြီးပါ Okay ခုနအစားပလာလေးလေးကျွန်တော်ထောင်းထားပြီးပြီဆိုတော့ဟိုတလုံးမှာရေထည့်ပြီးတော့ကျွန်တော်တော့တင်ထားပါမယ်ရေတကယ်လို့လူများတယ်ဆိုရင်တော့ရေများများလေး